Armies 5ပြည်သက်တို့မင်္ဂလာပါဒီဘက်မှာတော့ပြည်သက်တွေစိတ်ဝင်စားနေတဲ့ UFC က Max Vidal ပြင်ပိုက်ထားတဲ့ BMF ခပတ်ဖြစ်ပေါ်လာခဲ့တဲ့အကြောင်းနဲ့ Max Vidal ရဲ့ Fighter Boa စိတ်ဝင်စားစရာအချက်အလက်တို့ကိုတင်ပြပေးမှာဖြစ်ပါတယ်ဒီ BMF ခပတ်ချန်ပီယံပွဲကို2019 November 2ရက်နေ့မှာ American နိုင်ငံ New York က Madison Square မှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်244မှာထည့်သွင်းရှင်ပြိုင်စေခဲ့တာဖြစ်ပါတယ် အဲ့ဒီပွဲစဉ်မှာ welterweight အတွဲဘက်ဖြစ်နာမည်ကြီး fighter နှစ်ယောက်ဖြစ်တဲ့ Max Fiedler နဲ့ Nate Diaz တို့ထိတိုက်တွေ့ဆုံမှုဖြစ်လာခဲ့ကြပါတယ်သူတို့နှစ်ဦးရဲ့မိုက်ကန်ကန် PDD ပုံစံနေနဲ့လိုက်ဖက်ညီစွာပဲဒီတွဲဘက်ရဲ့အနိုင်ရသူကို BMF ခပတ်ကိုပိုင်ဆိုင်ခွင့်ရမယ်လို့ UFC ဥက္ကဋ္ဌဌာနဝိုက်ကကြေညာခဲ့ပါတယ် BMF ခပတ်ရဲ့ရှေ့ကောက်ကတော့ Badass Mud ကလို့ခေါ်ဆိုပြီးတော့ဒီနာမည်ကိုအစပြုခဲ့တဲ့သူကတော့ Nate Diaz ပဲဖြစ်ပါတယ် UFC ပွဲစဉ်241မှာ Nate ကအန်တိုနီပက်တစ်ကိုအနိုင်ယူပြီးတဲ့နောက်သူဟာကမ္ဘာပေါ်ကအကောင်းဆုံး BMF fighter ဖြစ်တယ်လို့ကြုံးဝါခဲ့တာပါအဲ့နောက်မှာတော့ BMF ဆိုတဲ့စကားလုံးဟာ UFC ဖန်တွေကြားထဲစတင်ရေးပန်းစားလာခဲ့ပါတယ် UFC ပွဲစဉ်244ကိုပွဲစီစဉ်တဲ့အချိန်မှာ Nate နဲ့ Videro နှစ်ဦးကိုထိတ်တိုက်တွေ့စေခဲ့ပြီးတော့ welterweight ဂျာပြက် champion လူပွဲပုံစံမျိုးပြုလုပ်ခဲ့ပါတယ်ဂျာပြက် champion ဆိုတဲ့စကားလုံးထက် ပြည်သက်တွေကြာရေပန်းစားနေတဲ့ BMF ဆိုတဲ့စကလုံးကိုအကြောင်းပြုပြီး BMF ကပတ်လူပွဲဖြစ်သတ်မှတ်ခဲ့ပါတယ်။ရင်ဆိုင်ကြမဲ့ကစားသမားနှူးလုံးဟာလည်း PTD မိုက်ကန်ကန်ပုံစံကိုစီရှိကြပြီးတော့မာဂုံမြင့်တဲ့ဖိုက်တာတွေလည်းဖြစ်တာကြောင့် BMF ဆိုတဲ့စကလုံးနဲ့လိုက်ဖက်တဲ့ပုံကိုယ်တွေဖြစ်ကြပါတယ်။အဲ့ဒီပွဲမတိုင်ခင်ရတရပတ်တွေအလိုမှာပဲ UFC ဥက္ကဋ္ဌဒါနာဝိုက်က BMF ကပတ်ကိုစတင်ပြုလုပ်နေပြီဖြစ်ကြောင်း ဒီကဘာရဲ့ဒီဇိုင်းကမမျော်လင့်ထားလအောင်ဖေဝါလှပနေမှာဖြစ်ကြောင်းနဲ့အကယ်၍ BMF ကဘတ်ကိုပိုင်ဆိုင်မဲ့ကစားသမားအနေနဲ့တနေ့မှာဒီကဘတ်ကိုလေလံတင်ရောင်းချဖြစ်ခဲ့ရင်ငွေချေးတန်းကနန်းအထိရရှိနိုင်လိမ့်မယ်လို့ယူဆမိကြောင်းပြညာခဲ့ပါတယ် BMF ကဘတ်ဟာပြုလုပ်ခရတယ်မဲ့ဒေါ်လာ9000တန်ကြီးရှိကြောင်းကိုလည်းပြညာခဲ့ပါတယ် BMF ကဘတ်လုပ်တဲ့နိုင်နဲ့ဗီဒီယိုကိုကြည့်စင်မှာတော့၃ကြီးမြောက်မှာ မင်ဖီဒယ်ရဲ့လက်သီးချက်တွေကြောင့်နေဒီယပ်စ်ဟာညာဘက်အပေါ်မျက်ခုံးကွဲသွားခဲ့ပါတယ်။လေးကြီးမြောက်မှာတော့နေဒီယပ်စ်ရဲ့ဒဏ်ရာကိုပွဲကြီးချက်တဲ့ဆရာဝန်ကစစ်ဆေးမှုပြုလုပ်ခဲ့ရပြီးဒဏ်ရာပြင်းထန်မှုကြောင့်ပွဲကိုရပ်ဆိုင်းစေခဲ့ပြီးမစ်ဖီဒယ်ကိုတက်ကနီကယ်နော့အောက်နဲ့အနိုင်သတ်မှတ်ခါ BMF ကဘတ်ပိုင်ရှင်ဖြစ်စေခဲ့ပါတယ်။ BMF ကဘတ်ဟာတာမန်ဖိုက်တာတွေအတွက်မဟုတ်ဘဲ UFC ပြိုင်ပွဲဆူစီမဲ့ PPDD ခဆူဆူချိတ်ခံခံဖိုက်တာတွေအတွက်ပဲရည်ရွယ်ထားတဲ့တိုက်တဲတစ်ခုဖြစ်တယ်လို့ဒန်နာဝိုက်ကအရေးအမှတ်ပြောကြားခဲ့ပါတယ်ပြီးခဲ့တဲ့ UFC 251ပွဲစဉ်မှာ Welterweight and Champion စင်ခေါ်ပွဲစဉ်မှာလက်ရှိ Champion ကမရူ Usman နဲ့ BMF ကဘာပိုင်ရှင် Mass Video တို့တွေ့ဆုံခဲ့ကြပါတယ်အဲ့ဒီပွဲစဉ်မတိုင်မီမှာဒန်နာဝိုက်ကိုကမရူကမေးခွန်းထုတ်ခဲ့ပါတယ်အကယ်၍အနိုင်ရရှိသူဟာ welter weight and champion ကပတ်အပြင် BMF ကပတ်ကိုရောပိုင်ဆိုင်ခွင့်ရမှာလားဆိုတဲ့မိကွန်ဖြစ်ပါတယ်။ Dana White ကတော့ဘသူပဲနိုင်နိုင် BMF ကပတ်နဲ့သက်ဆိုင်မှုမရှိဘူးလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။ Dana White ကိုယ်တိုင်က BMF ကပတ်နဲ့ပတ်သက်လို့စံချိန်ဆက်ညွှန်းနေသတ်မှတ်ထားပုံရပါတယ်။ BMF ဆိုတဲ့စကားလုံးရဲ့အတိတ်ကကမရူတို့ကပတ်တို့လိုရိုးရှင်းပြီးခက်အေးအေးနေတတ်တဲ့ဖိုက်တာတွေနဲ့ လိုက်ရောညီတွေမှုရှိမနေတာကြောင့်လည်းဖြစ်ပါတယ်။လက်ရှိ BMF ကဘက်ပိုင်ရှင်လန်တရဲလို့အမည်ပြောင်ခေါ်ခံရတဲ့ Mass Video ကတော့ကြက်ကန်ကန်နဲ့စိတ်ထင်တာလုပ်တတ်ပြီးပရိသတ်ကိုဆွဲဆောင်တတ်သူပါ။ Mass Video ကပြီးခဲ့တဲ့ UFC ပွဲစဉ်151ရဲ့ကယ်တင်ရှင်ဆိုရင်လည်းမမားပါဘူး။ကိုဗစ်ကာလအလွန်အဘူဒါဘီမှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်251ဟာချန်ပီယံကပတ်စင်ခေါ်ဝဲ၃ပွဲအထိပါဝင်နေပြီးပြည်သက်စိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ Welterweight Champion စိန်ခေါ်ပွဲမှာ Champion Kamaru Usman နဲ့6ပွဲဆက်နိုင်ထားတဲ့ Gilbert Burns တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဖြစ်ချင်တော့ပွဲထွက်ဖို့တပတ်အလိုမှာပဲ Gilbert Burns မှာ COVID-19 positive တွေ့ရှိခဲ့တဲ့အတွက် UFC ဟာအစားတို့ fighter တယောက်အပူတပြင်းရှာဖွေရပါတော့တယ်။ပွဲကျင်းပဖို့ရတရဘက်ပဲလူတော့တဲ့အချိန်မှာဘာပြင်ဆင်မှုမှမရှိပဲ Kamaru Usman လို့9နှစ်လောက်ဆက်တိုက်ရှုံးပွဲမရှိတဲ့ကမ္ဘာအကောင်ဆုံး fighter ကြီးကို ုံဖွားလုပ်ပြီးတက်ထိုးဖို့ဆိုတာဘလူးဖိုင်တာမျိုးမစုံညင်းဆန်မှဖြစ်ပါတယ်။အလိုအကျတဲဖြစ်နေတဲ့အချိန်မှာကမ္ဘာလူနဲ့ထိုးဖို့မီစိန်ပြလာခဲ့တာကတော့ BMF ကဗတ်ပိုင်ရှင်မိုက်ကန်ကန်ဖိုင်တာကြီး George Miss Vidal ပဲဖြစ်ပါတယ်။ Vidal ကကမ္ဘာလူနဲ့ထိုးဖို့တပတ်အတွင်းပုံနေတဲ့ weight ပေါင်း20အထိချပြီးတက်ထိုးခဲ့ပါတယ်။တော်ရုံကစားသမားတယောက်ဖို့စဉ်းစားဖို့တော့မလွယ်ကူတဲ့အလုပ်ကိုသူကလုပ်ပြခဲ့ပါတယ်။ 1984ခုနှစ်အဖွာမက်စ်ဗီဒယ်ကကျူဘွားနယ်ပါဖခင်နဲ့ပီရူးလူမျိုးမိခင်တို့ကအမေရိကန်မိုင်ယာမီမှာမွေးဖွားကြီးပြင်းခဲ့ပါတယ်။ဗီဒယ်ကငယ်စဉ်အရွယ်ကတည်းကလမ်းဘေးရံပွဲ street fight တွေနဲ့ရင်းနှီးခဲ့တဲ့သူပါ။နှစ်ပန်းနဲ့ kick boxing fighter ဘွားနေ Bellator Strike Force Shaq Fox တို့အနေနဲ့တစဉ် UFC ကို2013ခုနှစ်မှာရောက်ရှိခဲ့ပါတယ်။ UFC ရဲ့နာမည်ကျော်တွေဖြစ်တဲ့ Donald Gangwon Saron, Ben Askren နဲ့ Nate Diaz တို့ကိုအနိုင်ယူပြခဲ့ပါတယ်။2019ဇူလိုင်မှာကျင်းပခဲ့တဲ့ UFC ပွဲစဉ်239မှာ Bellator နဲ့ One Championship တို့မှာပြိုင်ပွဲကင်းပြီး UFC ကိုပြောင်းလာတဲ့ဆရာကြီး Ben Askren ကိုပွဲဆပြီး5စက္ကန့်မှာပဲဒူးပြန်တစ်ချက်ထဲနဲ့အံ့အားသင့်ပွဲအမှောက်သိပ်အနိုင်ယူပြခဲ့ပါတယ်။ ဲ့ဒီပွဲစဉ်ကပဲဗီဒယ်ကိုပို့ပြီးတော့နာမည်ကြီးစေခဲ့ပြီး UFC ရဲ့တမိုင်းချောင်းတစ်လျှောက်အမြန်ဆုံးပွဲသိမ်းနိုင်ခဲ့တဲ့ fighter လည်းဖြစ်စေခဲ့ပါတယ်ဗီဒယ်ကစုကြည်စား MMA ကစားသမားဘဝ49ပွဲကစားခဲ့ပြီး35ပွဲနိုင်14ပွဲရှုံးရလက်ပိုင်ဆိုင်ထားခဲ့ပါတယ်ရှုံးခဲ့တဲ့14ပွဲမှာလည်း17ပွဲကအမှတ်ပေးဒိုင်နီရဲ့ဆုံးဖြတ်ချက်နဲ့ရှုံးနေခဲ့တဲ့အတွက်မာဂုံမြင့်တဲ့ကစားသမားတစ်ယောက်လို့ဆိုရပါမယ် အသက်36နှစ်အရွယ်ဗီဒယ်ကဇူလိုင်လရဲ့ UFC World Heavyweight အကောင်းဆုံးကစားသမားအဆင့်မှာအဆင့်၄နေရာမှာရပ်တည်နေပါတယ်။ဗီဒယ်က2020ခုနှစ်တည်းမှာပဲနာမည်ကြီးယမကာ brand တစ်ခုဖြစ်တဲ့ Maskey နဲ့ပူးပေါင်းပြီးအော်စကာ Maskey လို့အမည်ရတဲ့ကိုပါယမကာ brand တစ်ခုကိုလည်းထုတ်လုပ်ဖြန့်ချီနေပါတယ်။ဗီဒယ်ကနာမည်ကြီး McGregor နဲ့ပွဲတည်ပေးဖို့ကိစ္စကိုလည်းရုပ်သံ interview တွေမှာမကြာခဏပြောတတ်သူဖြစ်ပါတယ်။ဒီတော့ BMF ကပ္ပပိုင်ရှင်ကြီး Max Vidal ရဲ့လာမယ့်ပွဲစဉ်မှာဘယ်နာမည်ကြီး fighter နဲ့ရင်ဆိုင်ရအောင်မလဲဆိုတာ Max Vidal ကိုချစ်တဲ့ပရိသတ်တွေကစောင့်မျှော်နေပါကြောင်းတင်ဆက်လိုက်ရပါတယ်။နောက်ရက်ဒီမှာလည်းအခုလို UFC One Championship အောင်လာအန်ဆန်နဲ့ MMA တရင်အစုံလင်းကိုမလွတ်တမ်းကြည့်နေတယ်ဆိုရင်ဒီဗီဒီယိုအောက်က subscribe ဆိုတဲ့ click လေးကိုနှိပ်ပြီးဘေးနားကခလောင်းလေးကိုလည်းတီးပြီးသွားကြပါဦး။ နောက်စီစဉ်နေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်ဗျာ bye bye